မင်္ဂလာပါဒီကနေ့ပပဝင်မြချင်တာကတော့လူတိုင်းသိထားတဲ့ကျမ်းမာရေးအကြောင်းပေါ့နော်ပပဆိုတာကရှမ်းလိုကအန်ဒီလို့ခေါ်ပါတယ်အန်ဒီရဲ့အသက်က52နှစ်ရှိပါပြီနော်ပို့ပြီးတော့ခေါ်ရပြောရလောက်အောင်လို့အန်ဒီပါလို့ပဲပြောတော့မယ်နော်လူတိုင်းသိထားတာတွေကတော့စအိုမှာဖြစ်တဲ့ယောဂါကအတွင်းနှိပ်ခေါင်းနဲ့အပြင်နှိပ်ခေါင်းပေါ့နော်အခုအန်ဒီပါကိုယ်နဲ့ခံစားရတာကတော့အပြင်အကျိတ်အတပိုလို့ခေါ်ပါတယ်နှိပ်ခေါင်းမဟုတ်ပါဘူးနော်စအိုရဲ့ဘေး တချို့ဆိုရင်ဘယ်ညာလို့ပြောတယ်ဒါပေမဲ့အညီမအထူးဆန်းတဲ့အရှိမဖြစ်တာပါနော်အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတချို့ကဝန်ချုပ်လို့ဖြစ်တာလို့ပြောတယ်ဒါပေမဲ့အညီမတော့ဝန်ချုပ်တာတည်းမရှိဘူးဒါပေမဲ့ကြာလာတော့လည်းရှိရင်လည်းရှိခဲ့မှာပေါ့နော်ဘယ်လိုအကြောင်းဖြစ်လဲဆိုတော့လွန်ခဲ့တဲ့9နှစ်6နှစ်တုန်းကပေါ့နော်အညီမကအထိုင်များတဲ့အလုပ်ကိုအချိန်အကြာကြီးလုပ်ခဲ့တယ်အဲ့ဒီကာလတော့ဆိုရင်ကိုယ့်ရဲ့အောက်တင်ပါမှာ ထိုင်ရန်လုံးလို့တခါတလေကြရဲ့အပူပူတယ်လို့ခံစားခဲ့ရတယ်ပေါ့နော်အဲ့ဒီချိန်တုန်းကအသားစတီတီလေးထွက်လာတယ်အဲ့ဒီဟာလေးကပြည်တင်တာဖြစ်ပြီးတော့မှပေါက်သွားတယ်သူ့လိုလိုပေါက်သွားတယ်အဲ့လိုမပေါက်ခင်မှာလေတော်တော်လေးကိုခံစားရတယ်၃-၄ရက်လောက်ခံစားရတယ်ဒီလိုမျိုးနဲ့၃-၄ချိန်လောက်ဖြစ်ပြီးတော့၄နှစ်၅နှစ်လောက်ကြာခဲ့ပါတယ်ဒါပေမဲ့အခုတခါဖြစ်တဲ့အချိန်ကတော်တော်လေးကိုဆိုးရပါတယ်အသက်ကလည်း52နှစ်ရှိလာပြီဆိုတော့ ရာတီတွေးဆုံးတဲ့အချိန်လဲရောက်တော့တွေးလို့မမှန်တော့ဘူးလေနော်အဲ့တော့ကိုကဈေးမှာဆိုင်ရှိတဲ့အတွက်ကြောင့်မလို့ဈေးသွားရတယ်လေအဲ့တော့ pack လေးကိုခံထားရတာပေါ့နော်ခံထားတဲ့ရက်လေးက၁၀လောက်ကြာခဲ့မယ်တဲ့အဲ့ဒီခံထားတဲ့အချိန်မှာလဲ तू ကကိုယ့်ရဲ့အသားနဲ့ pack နဲ့ပုတ်ပါများတော့ပေါ့နော် तू လည်းပူလာတာဖြစ်မယ်ခံစားရတယ် तू ပူနေတယ်ဆိုတာလည်းခံစားရတယ်ပုတ်တိုက်ပါများတော့အဲ့ဒီအသားလက်သေးခွန်လောက်လေးပဲရှိတဲ့လက်သေးခွန်လောက်လေးပဲရှိတဲ့အသားစလေးရလေး ငါရဲ့အတွင်းမှာဒီလက်တန်းထက်ကြီးတဲ့အဖုကြီးကိုအကြီးကြီးကိုဖြစ်လာတာရောင်သိင်းပြီးတော့မှခရမ်းညိုလို့ဘောတော့သိင်းပြီးတော့နာတာတော်လေးတွားရလာရခက်တဲ့အလုံးကြီးဖြစ်လာတာပေါ့အဲ့လိုဖြစ်လာတဲ့အချိန်မှာဆံဝင်တပြတ်ဖို့ဆိုတော့လေအသက်ကြီးပြီမဲ့ချက်တာပေါ့နော် ကိုအသက်ရွယ်52နှစ်တာရောက်ခဲ့ပေမဲ့ဆေးရုံဆေးခန်းဆိုတာတစ်ခါမှမသွားခဲ့ဘူးဘာမှမဖြစ်ခဲ့ဘူးတဲ့သူဆိုတော့ရှက်တယ်ကြောက်တယ်တော့ AI ကိုမေးကြည့်တာပေါ့ AI ကချက်ချင်းဆေးရုံဆေးခန်းကိုသွားပါဆရာဝန်နဲ့တိုင်ပင်ပါအဲ့ဒီလိုမလုပ်ခဲ့ဘူးဆိုရင်ကင်ဆာအဆင့်ဖြစ်တတ်ပါတယ်လို့ပြောလာတော့ကိုပို့ပြီးတော့ကြောက်သွားတာပေါ့နော်အနာသေးသေးလေးကနေပြီးမှဒီလောက်အထိဖြစ်တတ်တယ်ဆိုတော့ ကြောက်ပြီးတော့စေခန်းကိုရောက်ခဲ့ပါတယ်စေခန်းကိုရောက်တဲ့ချိန်မှာဆံဝန်းတွေ့ပြီးတော့တော်တော်လေးကိုအံ့ဩသွားတယ်ဒါကားတဲ့အချိန်လေးတော်တော်ဆိုးရွားတယ်တဲ့ခွဲစိတ်မှုပြုလို့ရမယ်တဲ့ပို့ပြီးတော့လန့်သွားတာပေါ့အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းများလည်းအန်ဒီပလိုမျိုးခွဲစိတ်ကုသမှုမဖြစ်ရအောင်လို့နေနေလေးဖြစ်ပြီဆိုရင်ဆံဝန်းနဲ့တိုင်ပင်ပြီးတော့မှစားဆေးလေးတွေစားရင်းနဲ့ပျောက်တယ်လိမ့်ဆေးလေးတွေနဲ့လိမ့်ရင်းနဲ့လည်းပျောက်တယ်ဆိုတာလေးကိုဝေမျှချင်တာပါ